ေးတဲ့ဝိညာဉ်မကျိုးတော့ပါဘူး။ကျွန်တော်မနှောပြီ။ဆရာကျမမခင်ပါ။လုံငန်းနမလေးရွေးချယ်ခြင်းလို့ပါဆရာ။လုံငန်းကကိုပိုင်ကြောင်းပါဆရာ။ကျွန်ုပ်ပါ။ဟောဟုတ်ကဲ့။အင်္ဂလိပ်နမလိုချင်တာလား။မြန်မာမိသီးတန်လိုချင်တာလား။နှမျိုးစလုံးလိုချင်တာပါဆရာ။ နာမည်မျိုး20လောက်ရရင်မျိုး20လောက်ပေးပေးပါအင်္ဂလိပ်နာမည်ကိုတန်တော့အစားဆုံးလေးပါပြောပေးပါဆရာအခြားရေရလေးတွေရောပေါ့ဆရာကြီးကျွန်ုပ်ပါဟုတ်ကဲ့ရပါတယ်အဆင်ပြေအောင်တွက်ပေးပါမယ်အဲ့ဒါဆိုရင်ကျမညနေပိုင်းကြရံပူတော်ကလွှတ်ပြီးဘိုင်ဘာကနေပို့ထားလိုက်ပါမယ်ကျွန်ုပ်ပါရပါတယ်တော်ခင်ဗျာတညညနေကြ ဆရာကျမလုံငန်းနာမည်လေးရပြီလားကျွန်တော်လဲချားလုပ်ကိစ္စတွေကြောင့်ဒေါခင်ကိုပိုင်ကျောင်းလုံငန်းလေးနာမည်ပေးဖို့မေ့နေရဟာဟုတ်ပါဒေါခင်ကျွန်တော်ချားလုပ်ကိစ္စတွေနဲ့လှုပ်ရှုပ်နေတာညရအောင်တွက်ပြီးမယ်နော်လို့ပြောလိုက်ပါတကယ်လဲဘေးရင်ဆရာဘွားကရပန်ရန်ခါဘေးရင်မေးသူတွေများပြားလာလीဟုတ်တော့6ရပါ ကလေးနဲ့မိပေးလုပ်ငန်းနဲ့မိပေးအလုပ်ကိစ္စနိုင်ငံကြသွားရင်အိမ်ကိစ္စအခြေရေးအိမ်ောင်ရေးပညာရေးကျန်းမာရေးအရောင်းဝယ်ကောင်းရင်စီးပွားရေးအကြောင်းအရာပေါင်းစုံလူပေါင်းစုံရှိပါအဲ့ဒီအကြောင်းအရာတွေထဲမှာအိမ်ကိစ္စတခုတည်းပဲအိမ်ဆောက်ရင်ကိစ္စအိမ်မှုဖြစ်ချင်းအိမ်ငားရင်အိမ်ဝယ်ရင်အိမ်ရောင်းရင်အိမ်တက်မင်္ဂလာ အိမ်ပြဒနာအိမ်သစ်ဆောက်ရင်အိမ်ပြင်းပြီးဆောက်ရင်အိမ်နဲ့မွေကိစ္စအိမ်ပောင်းခံရင်အိမ်တိုးချက်ဆောက်ရင်စသဖြင့်ဗေဒင်မေးသူထံကခေါင်းစဉ်ပေါင်းများစွာဖြင့်ဗေဒင်မေးကြတာဖြစ်ပါအဲ့ဒီအိမ်ကိစ္စတခုလေးကိုပြီးတယောက်နဲ့တယောက်အခက်အခဲတွေမတူညီကြပါဘူးအိမ်တစ်ခုဒီပင်တလောက်အကြောင်းအရာများစွာရှိနေတယ် အခြားအကြောင်းအရာများဆိုရင်စဉ်းစားကြည့်ပါဒါကြောင့်ကျွန်တော်ထံဘေးရင်သင်ချင်လို့ပါပြောလာကြတဲ့ညီရှင်မတွေကို ပြောပါတယ်နားရပါလိနေခြင်းလေသူများကိစ္စအကြောင်းအရာတွေကိုနားမခံနိုင်လေစဉ်းကျင်မခံနိုင်လေဘုံတော်စားမခံနိုင်လေဘေးရင်ဟောစားလို့ရမှာမဟုတ်ဘူးဗျာလို့ပြောရပါတယ်ကျိုးလိုက်ကဲသုံးမသိတဲ့ဗေဒီမေးတွေဆိုလေ ညအချိန်မတော်လာမေးမိဖုံးဆက်မိအာသူပါရင်မတွေ့လည်းမရှောင်းအလူတန်းရင်မတွေ့လည်းမရှောင်းရုပ်စာအစုံလမ်းလိုက်တွေ့လည်းမရှောင်းမင်းမြတ်တတ်သူများဒီလိုနေရာဌာနတွေမဟုတ်ပါဘူးဆိုပြန်ရင်လေရိုင်းရာကြပါတချို့အိမ်မှာသုံးဖို့ဟောကမ်းမှာလာရောက်မင်းမြတ်မိအာမနာပါအင်းရှိလူစ်သာသာ၁၀၀၀၊၈၀၀၊၉၀၀ယူလာလေ ကိုကညံပူသောကသိပြောမှာနာလေဖင်ပူအောင်ထိုင်းပြီးဟောပြီးတော့ပါပဲအဲတချို့နေရာတွေကြတော့ခြောက်မယ်လက်မယ်ဘေးရင်မေးသူရဲ့ကဲထဲမှာဘလောက်ထွက်လာအောင်အခြောက်ကောင်းသူညကြတယ်ဟန်ညပန်ညပါပဲလူအများစုတော်တော်များများကလေ အဲ့ဒီလူဆရာလေးနဲ့ပဲတန်တယ်လို့ယူဆမိပါတယ်။ကဲပေရင်လောကအကြောင်းအရာတွေကအနေငယ်ပြောမိနေတာ။ဒေါခင်လုံငန်းနမိပေးကြည့်ကြပါသူ။သူမမွေကုနေက18ရက်2လ1992တင်းနေလားသမီးအသားညိုပါတယ်။မဟာဘုံနေကျွင်းပင်ကားဘွားတင်းနေလားသမီးဖြစ်ပါတယ်။ ကေတူမလုံဟန်အတွက်နမရွေးချယ်ကြည့်ကြပါသို့ဘာဘုပညာရကြည့်ရင်ဒီနေ့လာဆတောက်ကြအစုံလုံငန်းနဲ့မြည်ရွှေမြပေးလို့ရပါတယ်ဒါပေမဲ့ဒီမလုံငန်းကယခုအသက်ပိုင်းထဲမှာစတင်မှာဖြစ်လို့အဲ့ဒီမြပေးလို့မရနိုင်တော့ပါဘူး သူမလက်ရှိရောက်တဲ့ကအင်္ဂါတက်ရောက်ထဲမှာဖြစ်ပါတယ်။အင်္ဂါတက်ရောက်ထဲမှာဒနေ့လာစားတောက်ကြအစုံမီဟာနှိပ်ပြမိနေပါတယ်။ဒါကြောင့်ယခုအသက်ပိုင်းနဲ့ဒီမီနဲ့စတင်လို့မရနိုင်ပါဘူး။ဘဝတည်းဒါအကျိုးပေးမီဖြစ်ပေမဲ့စတင်ပြီးမပေးတဲ့မီတွေကရှိပါတယ်။ တနည်းအားဖြင့်အကျိုးပေးမိမှန်ပေမဲ့စတင်ပြီးမပေးသင့်တဲ့နှစ်ပတ်အချိန်ပိုင်းတွေဟာရှိပါတယ်။ဒါကြောင့်ဒုမအထက်ဂျိုရီနဲ့ရွေးချယ်ပြီးအမိပြောင်းရွှေ့ပေးရမှာဖြစ်ပါမဘုပညာယပုတိသရာသာသုဟင်္ဂဝိဒတယအညွတ်သပစ္စဘုသဘုအစုံဒီနဲ့အတွဲရကြည့် အင်္ဂါစတောက်ကြလေစနေဆုံးမြွေးချယ်ပေးရမည်ဖြစ်ပါအင်္ဂလိပ်လိုရွေးချယ်ရင်လေအင်္ဂါစစနေဆုံးမိတိကရွေးချယ်မိပေးရမည်ဖြစ်ပါဒါတော့ဆိုရင်နေ့နေ့ရွေးချယ်ခြင်းအပိုင်းကပြီးပါပြီ အကျိုးပေးမိတစ်ခုဖြစ်ဖို့အတွက်စံလိုက်ဖွယ်သီးပုံနဲ့နမရခရတံမိုးတွေတွက်ချက်ရုံပဲကြံပါတော့တယ်အားလုံးမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြပါဗျာ